သာယာတိနှင့်အလီလီပြောင်းကာလတိကတိုက်ဆန်းလာတဲ့အခါကျတော့ဟောချီစံတို့တကားကြီးဥကျော်တန်းဆိုရင်60တနည်းဤသွားပြီဒါယကံကြီးဥကျွေဆိုရင်လည်း86နှစ်ဤသွားပြီတို့တကားတကမတိလည်းကိုယ်အသက်အတိုင်းအတိုင်းပြည့်မြောက်ပြီးတော့မလာခဲ့ကြဘူးလားဒီလိုဆိုရင်အွယ်လေးဒီပြောင်းလာတာဒီမြဲလို့လားမမြဲလို့လား မမြဲတဲ့အတွေ့အကြုံမျိုးလုံးတွေမွေးလာတဲ့နာတွေလိမ့်လာတဲ့အခါတွေကိုင်းလာတဲ့အာရင်ဗလာတွေနဲ့လို့ဆိုတဲ့အတွေ့အကြုံကြည်စမ်းသူတော်ဘုန်းတော်ကြီးတကယ်ပိုင်ကလားမပိုင်ကလားစဉ်းစားကြည့်လိုက်တော့အေးကောင်းမောကစပင်းတွေမရှူပါနဲ့လို့တားတော့ရရဲ့လားညလုံးတွေမမွေးပါနဲ့လို့တားတော့ရရဲ့လား ာတိမလီပါနေတော့တာတို့ရာရဲ့လားကိုပိုင်နေစို့ပိုင်ပါဗျာမပိုင်လို့တားမရတာပေါ့ပိုင်ပါဗျာဟုတ်တယ်မဟုတ်လားမျိုးလုံးတွေမမွဲခြင်းပဲနဲ့သူ့အလိုလိုမွဲလာတယ်နာတယ်လေးလာတယ်ခါနေတိုင်းတော်လေးချိုးစပင်းနေယူရဲဆိုတာဒီတို့ရာနေတဲ့ခန္ဓာကြီးကိုပိုင်လို့လားမပိုင်လို့လား ဒီလိုဆိုရင်တို့တက္ကသမတိစဉ်းစားကြည့်လိုက်ပါမွေးနေ့ရှင်တို့စဉ်းစားကြည့်လိုက်ပါကိုယ်ခန္ဓာတောင်မှကိုကမပိုင်ရင်ဒါလေးစဉ်းစားတော့ကိုယ်ခန္ဓာတောင်မှကိုကမပိုင်ရင်မိမိနဲ့ပတ်သက်တဲ့ဒါလေးခင်မို့ဇဏိမယားဆိုတဲ့ခန္ဓာဘွားကြီးနဲ့ပိုင်လို့ရပါမလားကိုယ်ခန္ဓာကြီးတောင်မှမပိုင်တဲ့အတွက်ကြောင့် ဇဏီမယာကိုလည်းကိုကမပိုင်တမိတာကိုလည်းကိုကမပိုင်ဆွေမျိုးသားချင်းတွေကိုလည်းကိုကအမတိမပိုင်ပြီးတော့လိုက်ပါဦးတကားတဲ့ပြစ်ပြစ်ထားတဲ့ယောဂီတွေနော်ကိုခန္ဓာမကိုကမပိုင်ရင်မိဘကြီးအကိုမောင်နှမတိနဲ့ပိုင်လို့ရပါမလားဒီလိုတဲ့ပိုင်လို့မရတဲ့အတွက်ကြောင့်အတ္တလားအနတ္တလား ိုတဲ့ကိုယ်ခန္ဓာကိုလည်းမတ်ပိုင်းမိမိနဲ့ပတ်သက်တဲ့ခန္ဓာပေါ်ဒီလည်းမတ်ပိုင်းဘူးဆိုရဲမေတော်တို့ခမေတော်တို့ရဲ့တန်တမဆင်မြတ်တာတဲ့ဘိကွေယရဏကြောက်တံပရမြာလက်ကောက်ပတိနာကြောင့်ဓာတိလက်မိမိတို့ကပိုင်ရဲ့လားပိုင်ပါဘူးဗျာဒါကအိမ်မှာကြံရှိနေတဲ့ဇီဝဥစ္စာတွေဆိုတာလည်းပိုင်ရဲ့လားပိုင်ပါဘူးဗျာမပိုင်ပါဘူးဗျာနော် အကြောင်းအရှိကံကိုခန္ဓာဓမ္မကိုမပိုင်တဲ့အတွေ့အကြောင်းခန္ဓာဘောဒီကိုလည်းကိုကမပိုင်ပါဥစ္စာတဏှာဈိဘောဥစ္စာသိရှိသိမဲ့အရာဝတ္ထုတွေကိုလည်းကိုကဘာတည်းခုမှမပိုင်ပါတဲ့ဗျာဒီတော့ဇာတိခန္ဓာယနာတာနဲ့တပြိုင်နက်ဘာတည်းခုမှမပိုင်ပါဘာတည်းခုမှပါပါလိမ့် မပိုင်တဲ့အတွေ့အကြုံဇာတိကနေပြီးတော့ဆရာပူလာမေဩယာကနေပြီးတော့ဖြာတိငါသာမေတဲ့နောက်ဆုံးမရဏနေယမာတာတေယမာလာဒီလိုဆိုရင်မွေးနေ့ပြီးရင်ဘာနေ့ပဲရှိတာလဲပြန်ပြောပြန်ပြောမွေးနေ့ပြီးရင် ဒီလိုတဲ့သောသောကအာယုဇုနေစေတသူတန်သွားတဲ့ဒါယကာကြီးဥကျော်တန်တို့မဏိကအာယုဇုနေစေတသူတန်သွားတဲ့ဒါယကာကြီးဥရွှေတို့လုတ်တဲ့အတုကအပြောကတော့ဝိနည်းကုသိုလ်လို့ပြောတာပဲနော်ဝိနည်းကတွန်ခဲ့62နှစ်ကပြီးဆုံးသွားပြီတွန်ခဲ့တဲ့86နှစ်ကပြီးဆုံးသွားပြီတိုက်ရိုက်ပြောလိုက်တော့ဒီနေ့အကျိုးကုသိုလ်ဒါနဘွယ်ပါဝဲတယ်လေ ဝိနေကရှိမှမရှိတော့ပဲနဲ့ဘာနေပဲရှိတာတော့ဒီလိုနဲ့တို့ဒီနေ့လုပ်နေတဲ့ကုသိုလ်တွေကဝိနေကုသိုလ်တာတည်နေအကျိုးကုသိုလ်တာတည်နေကုသိုလ်ပါဗျာဒီလိုနဲ့မတည်ခင်စကြမှာတည်နေအကျိုးကုသိုလ်လုံးကြရတဲ့ဘာကြောင့်လဲဆိုတော့တရားအစပြောခဲ့ပြီးတို့ရနေတဲ့ခန္ဓာကြီးကမြဲတဲ့တရားတာမမြဲတဲ့တရားတာမြဲ အမြဲတဲ့တရားဆိုတော့နောက်ဆုံးမှတည်ရမှာပါပဲเนาะအဲဒီလိုတည်တော်တဲ့အခါမှာအတ္တဂိဟိနိဝတ္တံတိသုတ်သာနိမိဏဗန္တဝါဒုက္ကတံဒုက္ကတံသမ္မာသာယဝအနုပါယိနိဖယားကအမိတ်ရှိခဲ့တယ်လေစစ်သားတို့တဲ့မင်းတို့တည်မှာတဲ့မင်းတို့ဘာဖြစ်မှာမဖြစ်ပါဘူး အရိကောဒုဒ္ဒေခန္ဓာသတိယပြီးတော့နောက်ဆုံးမရဏတည်တဲ့အခါတိယသိဉ္ဇိုင်းသွားပြီဆိုရင်သူတော်ကောင်းတို့ဉာဏ်နဲ့စဉ်းစားကြည့်ကိုယ်ပိုင်ပါတယ်ကိုယ်ပိုင်ပါတယ်ဆိုတဲ့ပြောနေကြတဲ့တမိသားတွေကိုလည်းနောင်ဘဝအတွက်ယူသွားတို့ရပါမလားမရပါဘူးကိုယ်ပိုင်ပါတယ်ဆိုတဲ့သိရှင်တဲ့မယ်စီပါဥစ္စာတွေလည်းယူသွားတို့ရပါမလားမရပါဘူး အတ္တဂိဟိနိဝတန္တိသုသာနိပိဋကဗန္တဝါဖြစ်ပါれခင်ပါတယ်ဆိုတဲ့မိဘဆွေမျိုးသားချင်းဤအကုန်ပေါင်းလည်းမှာမိတ်ဆွေသင်္ကမတိကနောက်ဆုံးသင်္ကြန်ကုန်တော့ထိအောင်တော့တိုက်ပို့မှာပဲเนาะသင်္ကြန်ကုန်ရောက်တာနဲ့တပြိုင်နဲ့ဩသူတို့တယောက်သေးတည်တော်ရှာရပြီငါတို့တနာပါနဲ့အဖို့အဖြစ်နဲ့လိုက်သေးပြီမယ် ဆိုတဲ့ပုဂ္ဂိုလ်များရှိပါမလားရှိပါပါဘုရားအဖို့မပါတယောက်ထဲသွားရတာနော်ဒါကြောင့်လာတို့ငါလေးဘောမပါလက်တွဲကိုကဘောမပါကိုဥစ္စာချီနီကိုတီတီပြန်သွားတော်လေလက်တွဲကိုကဘောမပါကိုဥစ္စာချီနီကိုတီတီ ရရကိုယ်တည်းတော့လူလောကရောက်လာစီလုံးကတည်းငါပိုင်တဲ့အထုံကြီးกว่าဆိုပြီးတော့ပိုက်လာတဲ့ပုဂ္ဂိုလ်များပါရလားပါပါပါပြန်တဲ့အခါမှာငါပိုင်တဲ့အထုံကြီးกว่าဆိုပြီးတော့ယူသွားတော့ရတဲ့ပုဂ္ဂိုလ်များပါရလားပါပါပါတို့တော့ဘာတစ်ခုမှပါမသွားနိုင်ဘူးเนาะ ဒီလိုတို့နောက်ပန်းနိုင်တာကတော့နေတိုင်းနေတိုင်းမသိခင်မှာပြုလုပ်ထားတဲ့ကံနှံမျိုးတော့ပါလိုက်မယ်တဲ့ဗျာကုသိုလ်နဲ့အကုသိုလ်ပါနဲ့ပါဒီကံနှစ်ပါးကတော့ဒုနောက်ချင်းသေးပေါ့ပါပါနော်။ဒါကြောင့်အတ္တကေဇိဝတ္တံဒီသုဒ္ဓာမိမိတ်တဗန္တဝါ လောကတံဒုက္ခတံကာမစာယဝအတုပါယိနိจิตတော်မင်းတို့ဘွယ်သောသိဆုံးသောတေအခါဇီဝဥစ္စာရှင်ဝေယရဏကြောက်တံဗရမြာမိဘညီအကုန်မောင်နှံမှာဆွေမျိုးသားချင်းတွေတသုံးတယောက်မှလိုက်ပါပြီးတော့မပါနိုင်ဘူးကွာမင်းတို့နောက်ပါလာတော့ကောင်းကံနဲ့ဆုံးကံကုသိုလ်နဲ့အကုသိုလ်ပဲ ဲ့တော့ဒါပဲတို့နောက်ပါသွားမှာဆိုတဲ့အတွက်ကြောင့်ဦးဇင်းတို့ယန္တိတဲ့ခန္ဓာကြီးကလည်းမမြဲပါယနေ့မျက်စိညင်ပါနော်ဘောရဏီတဲ့ခန္ဓာကြီးတဲ့ဗံမြေဗံမိဗံမောင်းဘွာခန္ဓာဘွာဒီကတဲ့မြေရဲ့လားမြေပါဘုရားဇီဝဥစ္စာဒီကတဲ့မြေရဲ့လားမြေပါဘုရားဒါကြောင့်အသေးစိစိန်ခန္ဓာအင်္ဂါတိန်တခဲနဲ့ကြည်ရင်ပြည့်တော်ကောင်းလိုက်တဲ့သာသာလေးနော် မိမိတို့ပိုင်သားတဲ့အတ္တရဲ့မိမိတို့ပိုင်သားတဲ့ခန္ဓာရဲ့မိမိတို့ပိုင်သားတဲ့ခန္ဓာဘာစီဝါဥစ္စာတည်းရဲ့ဘာနဲ့ဥပမာတူတယ်လဲဆိုတော့တူတော်ကောင်းတို့ရင်ကောင်းကင်မှာရှိတဲ့တိမ်တိုက်နဲ့တူတယ်ကောင်းကင်မှာရှိတဲ့ဘာနဲ့တူမေတို့ပေါတော်ချောင်းလိုက်တာတက်ပင်ကြီးဝါးကြီးတွေဆိုတော့တိမ်လိုက်တယ်တိတ်မသေးခွဲဘူးเนาะဟုတ်ပါပါဘုရားကုသိုလ်သန္တရာကြီးချောင်းထဲမှာလာကြီးကွင်းခေါင်ပေါင်းကြီး တော့ခေါင်းပေါ်ကြည့်လိုက်တာနဲ့တရားနဲ့အရှိအရာကြည့်ရင်လည်းတိမ်တိုင်းတွေ့ရတယ်အနောက်အရာတောင်အရာမြောက်အရာကြည့်ရင်လည်းတိမ်တိုင်းတွေ့တွေ့ရတယ်တဲ့ဗျာအဲ့တော့ဒီတိမ်တိုင်းတွေဦးဇင်းတို့ကလည်းကလတိုင်းနဲ့ထိုင်ပြီးတော့ဒီသာသနာ့အတိုင်းဟုတ်မဟုတ်ကြည့်လိုက်တာဟုတ်ပါဗျာဒီတိမ်တိုင်းဒီတွေကသူတော်ကောင်းတို့ရဲ့ကြည်ရင်ကြည်ရင်နဲ့ပျက်စီးပြိုပွဲသွားတယ်နော် ကျင့်ရင်းကျင့်နေပါပါလေလေကနေပြီးတော့ပေါင်းစုပေးလိုက်တဲ့အတွက်ကြောင့်တိမ်တိုက်တကူဖြစ်ပေါ်လာတယ်လေကြောင့်တိမ်တိုက်ဖြစ်တာအားကြောင့်လေကြောင့်နေတိုက်ဖြစ်တာတိမ်တိုက်အမုံအမွားလေးတွေကိုလေကနေပေါင်းစုပေးလိုက်တာနော်အဲ့ဒီတော့တိမ်တိုက်အမုံအမွားလေးတွေကိုဒီကနေပေါင်းစုပေးအဲ့ဒီပေါင်းစုထားတဲ့တိမ်တိုက်တွေကိုပဲဒီကနေပြီးတော့ပြန်ခွဲထုတ်လိုက်တာ အလားဖွဲ့ထုတ်လိုက်တာဒီကနေကောင်းစုပေးတဲ့အဲကြောင့်တင်တိုင်းဖြစ်တယ်ဒီလေးကြောင့်ပဲတင်တိုင်းကပြူပွဲသွားတယ်ထုတ်လိုက်တာဒီတင်တိုင်းဒီလေးကကြည်ရင်ကြည်ချင်းနဲ့ဖြတ်တယ်လဲဖြတ်တယ်လဲဖြတ်တယ်လဲမြင့်တောင်တကလက်ရတပြည့်အတွင်းမှာပဲပြောက်ွယ်သွားတာနော်ဘုရားဘုရားဥပရိသကြည်ဘူးရဲ့လားမကြည့်ဘူးသေးရင်လည်းတော်ရင်ညာကြတော့ဓမ္မယောအပြေပဲထွက်ကြည့်နော် ဤသောဥဒိတော်ယာနိတဲ့အသက်ခန္ဓာစီပါဩဇာရွှေငွေယရနာကြောင့်တံပရမြာအရာဝတ္ထုတွေဆိုတာကတိမ်တိုက်လိုပဲတဲ့အချင်းချင်းကြည်ရပြစည်းသွားတဲ့မမြေတဲ့တရားဗတ္တရာဘာကြောင့်အသက်စီးတဲ့ခန္ဓာအိမ်ကတိုက်တခဲနဲ့ကြည်ရပြတော့သင်္ခါရစေတုပိုင်နေနိုင်သင်္ခါရတရားရဲ့နေမည်ဗတ္တရာရဲ့နေမည် ဒုယာနေတဲ့ခန္ဓာကြီးကလည်းအကြောင်းကံသင်္ခါရပြုပြင်လို့ဟောလာတာဒုပရိသယံနေတဲ့ခန္ဓာကြီးကလည်းအကြောင်းကံသင်္ခါရပြုပြင်လို့ဟောလာတာတို့ရှာဖွေတတ်တဲ့ဇီဝဥစ္စာတွေကလည်းအကြောင်းကံသင်္ခါရကြောင့်ရတာနော်ဒီလိုတဲ့တယောက်နဲ့တယောက်ကံကြောင့်ဆုံးပေးကြတယ်ကံကြောင့်ရကြတယ်တဲ့ဒီကံကပဲတနေ့ပြန်ပြီးတော့ခွဲထုတ်လိုက်ပါနော်အတွေ့အမှုဥကျော်တန်တို့ဒါယကကြီးဥွှေတို့ဥစဉ်တို့တို့မ ောဘာလို့တည်းဒီနေ့ကံကနေမျက်နှာသာပြေလို့ဆရာရဲ့တကားရဲ့တွေးကြဆုံးကြတရားဒီဟောကြတရားဒီနာဝင်ရတာနော်အာတရားကြောင့်လို့ဘုရားဘုရားဦးဇင်းတို့ရဲ့မူရင်းကံကရွှေဘုံနယ်ကဒုပရိသတ်ကအောက်ကြီးအောက်ရွာဗမာပြည်တစ်ခုလုံးကဒါပေမဲ့ဒီကံကနေပြီးတော့အခွင့်သာတော့ကောင်းစုတော့ဟောကြည့်တယ် ပေါ်တော်ကြောင့်လိုက်ကြည့်တယ်မှလာပြီးတော့ဆုံးပြီးချပြီးဆရာအဖြစ်နဲ့တရားဒီဟောရတဲ့တကံအဖြစ်နဲ့တရားဒီလာရတယ်ကံတရားတော်အဲ့တော့သင်္ခါရနေမြေမှာဖြစ်နေကြတဲ့အတွဲကြောင့်တို့ယာနေတဲ့ခန္ဓာကြီးကလည်းမမြဲတဲ့ခန္ဓာဘဝဒီကလည်းမမြဲစီဝါဥစ္စာဒီကလည်းမြဲရဲ့ဟာတိမ်တိုက်လို့ပဲတစ်နေ့ွယ်ပြောင်းရမှာနော် ာယကကြီးဥကျော်တန်60နှစ်ရှိပြီဥစဉ်ကတော့မပြောက်စီခြင်းသေးဘူးเนาะဘာကြောင့်လဲဆိုတော့ဒီ150ဘုံဘုဂဓမ္မဣတာတိဒီလိုစီဒီကာကနဲ့အေးပရိသတ်ဆုံးဆုံးကြီးကြီးနဲ့ဒါတိတရားစကံဘွဲ့ကြီးကျင်ပါချာတရားတွေဟောကြတရားတွေနာကြဆိုတာကျေးဇူးရှင်ဆရာတော်ကြီး၃ပါးနဲ့တဝါဒါယကံကြီးဥကျော်တန်တို့ဘောဓကအခွဲဝဲလူကြီးတွေရဲ့ဆွမ်းဆောင်ခြင်းကြောင့်တော့ကျေးဇူး မกินဘူးเนาะကျောင်းတိုင်ပရဏနာယကဆရာတော်ဘုရားကြီးသုံးပါးရဲ့အခြေဆုံးရေဘောဂကဥက္ကဒအတွင်ရေမှုအမှုဆောင်လူကြီးများရဲ့အခြေဆုံးရေအလို့ရှင်များရဲ့အခြေဆုံးရေတဲ့ဗျာဒီသုံးချက်ညီလို့တို့တတိတရားလေးဟောနိုင်တယ်တရားလေးအားထုတ်နိုင်တာเนาะ ။အာကြောင့်ဥစဉ်တို့ပွဲပြောက်ပင်ပွဲပြောက်အာဇိတယကကြီးဥကျော်တန်းကိုတော့စိတ်စေရနာအရင်းခံတဲ့ပြောချင်တာကမကွဲပြောက်စီခြင်းဒီပါနောက်တဲ့အနှစ်900 1000တော့အသက်ရှည်စီခြင်းဒီ။ဟာယောဂီတွေရှည်စီခြင်းဒေတိုက်စံဒါယကကြီးဥကျော်တန်း62နှစ်မှဒီအသက်900 1000တော့အသက်ရှည်စီခြင်းဒီ။ ဝိသေသဆောင်ပေးနေတာနော်ပါပါပါဗျာဓမ္မလေးပဲတို့ဘောတော်ကြောင့်မဟုတ်ဘုဒ္ဓမရိတ်တာကြီးသာဝရစီပြေပြန့်ွားပြီးတော့ဘုဂုသာသနာတော်ကြီးရဲ့ထွန်ကားမေဖရာမြတ်စွာသာသနာတော်ကြီးရဲ့တုတ်တက်စီပြေပြန့်ွားမေဟောရောဟောရလားဒါရကံဒီဥကြောတတ်တော်ကြီးကလူမျိုးကြီးဘဝနဲ့အခွန်မမီးပဲနဲ့သာသနာပြုနေတာနော်။ဟုတ်ပါပါ။အဲကြောင်ညာလေးပဲထိုးပေအောင်ပါ။ဘာဘဝနဲ့လဲ။ ဘုရားဗျာမြေပြမကြီးကလာလာဆိုတော့သူအိမ်တောင်ကြီးကိုမစင်သားဘူးလေနော်ဘုရားဘယ်ကြီးကလာလာတော့ဘုရားမြေအပြူကြီးတို့လူမျိုးကြီးတို့ဖြစ်တယ်ဆိုတာများသောအချင်းဘယ်ကလာဘုရားမြေဖြစ်နိုင်ကြီးများတယ်နော်အကြောင်းတို့တကကြီးဥကျောသံလေးမြမပြီကနေပြီးတော့သာသနာပြည့်ဝင်ရဖို့လူလောကရောက်လာပြီ။နောင်ဘဝဆိုတာသူမလို့ချင်းတော့ဘူးလေနော်။ ။အတိဘုံကလူချင်းတို့လည်းတွေ့ကြောင့်သူကိုယ်တိုင်လည်းတရားဓမ္မတွေအကျုံတဲဆွေတော်မျိုးတော်ဒီကိုယ်လည်းတရားဓမ္မတွေအကျုံဝင်ရအောင်အကျိုးဆောင်ပြီးနေတဲ့ဒါယကာကြီးပါ။ဟောရောဟောရလား။ဒါဒီမေဒါဒီမေတိခာရနေဆိုတော့တို့ရဲ့ဆန္ဒကတာဒီလိုဖြစ်စေနေတာဒါဒီမေဆန္ဒအတိုင်းဖြစ်ပါမလားဖြစ်ပါပါဘုရားအသေးစိတ်ကန္နာရေ ုင်တွေ့တွေ့လေးကပါရရှာသည်ဘေအယမမမြေပါတခါမြေတဲဆိုတဲ့အရာများရှိရလားရှိပါဘူးဗျာတေရာတခုတော့မြေတယ်ဉာဏ်တခုမှမမြေဘူးအဲ့ဒီတေရာဓမ္မဆိုတော့ဘာလို့ရဲ့နိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေအတွက်မမြေတော့ဘူးနော်ဒီတော့ဥသိလို့ဓာရီလည်းမမြဲပါဝိနည်းရှင်ဖြစ်တဲ့ဥကြောသံတို့ဥရွှေတို့တို့တကတကမဒီလည်းမမြဲပါဟောဒီဓမ္မယုံ ကြောတေသိဧခဏဣင်္ဂဒိဋ္ဌခဲနေခြင်းယင်းဖြစ်သောသင်္ခါရစေသူပိုင်းကျင်၌သွဲ့သွဲ့တေကပါရရှာတိဘေအယမမမြေပါတကံတို့ဆိုတဲ့အတွက်ကြောင့်တရားကိုပြန်တော်လိုက်တော့တို့ယတိတဲ့ခန္ဓာကြီးကလည်းမြည်ရလားမြည်ပါဘုရားခန္ဓာဘွားဒီကတဲ့မြည်ရလားမြည်ပါဘုရားဇီဝဥစ္စာဒီကလည်းမြည် တနေ့တည်ရမှာနော်မှန်ပါပါဘုရားအဲ့တည်တဲ့အခါမှာတို့တတိဘာတိယူသွားမလဲဒါစဉ်းစားကြရတော့မယ်နော်မှန်ပါပါအာဟုသောကံကတော့မယူနေကောင်းနေအာဟုသောကံကတော့မယူနေပါဘုရားဘုသောကံကတော့ယူနိုင်အောင်ကြိုးစားရမယ်နော် ဒီလိုဆိုရင်ကုသိုလ်ကံဒီသုဒ္ဓတကတေဗမတိခန္ဓာနဲ့အရင်ဒီတဲ့ဒါနာတိကသမထဝိပဿနာဆိုတဲ့ကုသိုလ်ကံဒီဒါတိညာညာရအောင်ယူရမယ်နော်အဲ့တော့ဒီတော့ညာညာရအောင်ယူရမယ်ဆိုတော့သူ့အလောင်းတော်ဒီသူ့မိဒါကြားလို့ရလားအဲ့တော့သူမိဒံတတိတာနေစัจချုပ်နေသားအွယ်ရောက်လာတဲ့အခါကျတော့ druhé MV, MV.